မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးမြတ်စွာဘုရားရဲ့ထံတော်ဘာကိုရောက်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဒီလူသားတွေဒီတတ္တဝါတွေချမ်းချမ်းသာသာလဲနေခြင်းကြတယ်ဘေးကင်းရန်ကင်းလဲနေခြင်းကြတယ်ဒါပေမဲ့တတ္တဝါတွေမချမ်းသာအောင်စိတ်တွေဆင်းရဲအောင်ပူလောင်အောင်အကျိုးမဲ့အောင်ဘယ်လိုစိတ်ဓာတ်တွေကပြုတ်နေတာတုံးလို့မြတ်စွာဘုရားကိုမေးတော့အဲ့ဒီမှာမြတ်စွာဘုရားက တခါကြီးအလိုဆန္ဒတွေမကျေနပ်မှုတွေတွေးဝေးမိုက်မဲမှုတွေဒီမကောင်းတဲ့စိတ်တွေဟာတတ္တဝါတွေကိုဆင်းရဲအောင်ပင်ပန်းအောင်အကျိုးမဲ့အောင်ပြုနေတာပဲဆိုပြီးတော့နေကုန်းကျုပ်လေးမှာဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားကောသလမင်းကြီးကိုဟောထားတာရှိလောဘောဒေါသောစမောဟောစံပုရိတံပါပစေတတံ ဟိန္တံဒီအတ္တတံဘုဒ္ဓံဒဇသရဝတံဖလံလောဘောဒေါသောသာမောဟောသာပုရိတံဘာပစီတတံလူချင်းမှုတွေမကျေနပ်မှုတွေတွေ့ဝေမိုင်မဲမှုတွေဆိုတဲ့မကောင်းတဲ့စိတ်ဓာတ်တို့တွေအဲ့ဒီမကောင်းတဲ့စိတ် တွေဖြစ်လာပြီဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဖြစ်ခံတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့အလားတလံတူတယ်လဲဆိုတော့ ဟိန္တန္တိအတ္တတံဘူတာတဇသရံဝတံဖလံတံဖလံမိမိရဲ့အတ္တိတိတဇသရံအခွန်လျင်အနှစ်ရှိသောကြူပင်ဝါပင်ကို ဟိန္တန္တိဣဝဖြစ်စီတပ်ဖြတ်တဲ့ကဲ့သို့အတ္တတံဘူတာမိမိရဲ့အတွင်းတဏ္ဍမှာဖြစ်ပေါ်၍နေကြကုန်သောလောဘဒေါသမောဟဆိုတဲ့သဘောတရားတို့သည်ပုရိသံပါပစီတတံထိုကဲ့သို့သောယုတ်မှသောစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကို ိန်တန်တိဖြစ်စီတပ်ဖြတ်တတ်ကုန်၏မကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍမှာဖြစ်လာရင်ဘာနဲ့တူတယ်လဲဆိုတော့ဝါသည်ပြီးပြီဆိုတော့အဲ့ဒီဝါသည်လည်းပြီးပြီရောဝါပင်ဟာတည်တော့တာပဲဟုတ်ရလားမှန်ပါကျူသည်ပြီးပြီဆိုရင်အဲ့ဒီကျူပင်ဟာတည်တော့တာပဲအဲ့ဒီဝါသည်ကျူသည်ဟာသူ့ရဲ့မိခင်အပင်ဖြစ်တဲ့ဝါပင်ကျူပင်ကိုအသေးတတ်တယ်လို့မျိုး မကောင်းတဲ့စိတ်တွေမိမိတို့ရဲ့တတိပညာလင်းမှုကြောင့်ဖြစ်ပေါ်သွားတာနဲ့တပြိုင်တည်းထင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုဆင်းရဲအောင်ဒုက္ခရောက်အောင်တပ်ဖြတ်သောနီးနဲ့တပ်ဖြတ်တတ်တယ်ကြောင်မကင်းတဲစိတ်ဖြစ်ရာဟာဒီဒေသနာတော်အလိုရသေသည်သီးတာဟင်ဒကမကြီးတွေမကောင်းတဲ့စိတ်ဖြစ်ရတာဟာဘာဖြစ်တယ်သေသည်သီးတာဗျာ ဒီနေရာမှာသေးတယ်ဆိုတာကလည်းပဲအမျိုးမျိုးရှိပါဘုံကလေးလဲပြီးတော့မလှုပ်နိုင်မရှားနိုင်အသက်ရှူရက်သွားမှသေးတာလို့ခေါ်တာမဟုတ်ဘူးလေအဲ့ဒီသေးခြင်းကတော့လူတိုင်းနားတယ်တာပေါ့ဗျဟုတ်လားဟုတ်တယ်သေးတယ်ဆိုတာအမျိုးမျိုးရှိတယ်ဒီအသက်ဇီဝိတယုံနာခန္ဓာအစဉ်ပြက်ပြီးတော့ဘဝပြောင်းသွားတယ်နောက်ဘဝတစ်ခုဖြစ်သွားတယ်ဒါလည်းသေးတာပါပဲသို့တော့သေခြင်းကအမျိုးမျိုးရှိတယ် သူတော်ကောင်းသက်သေးတယ်ဆိုတာလည်းရှိသေးတယ်တဲ့ဟုတ်လားဘာသက်သေးတယ်သူတော်ကောင်းသက်သေးသွားတာတဲ့သူတော်ကောင်းသက်ကဘာလဲဆိုတော့ဟိရိဥတ္တပတရားဟာသူတော်ကောင်းရဲ့အသက်တဲ့နော်မကောင်းတာလိုရမှာပြောရမှာကိုရှက်တဲ့သဘောမကောင်းတာတွေလိုရမှာပြောရမှာဟာကြောက်เสียကောင်းနေဆင်းရဲတဲ့အကျိုးတွေပြီးမှပဲလို့နားလေပြီးတော့ကြောက်တဲ့သဘောဟုတ်လား မကောင်းတာဒီသာနဲ့ရှက်เสียမကောင်းတာဒီသာနဲ့လောကမှာကြောက်เสียလို့နားလည်ပြီးတော့အဲ့ဒီရှက်ချင်းကြောက်ချင်းဒီသူတော်ကောင်းတို့ရဲ့အသက်အဲ့ဒီအရှက်အကြောင်းမရှိတော့တဲ့တပြိုင်တည်းထဲသူတော်ကောင်းအသက်သေသွားပြီဟုတ်ရလားဒါကြောင့်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်အဲ့ဒီသူတော်ကောင်းတက်ကသေတာပဲဟုတ်ရလားလူချင်းမှုအာကြီးတော့ပေးတဲ့ရင်ရှက်သေးလားမရှက်တော့ဘူး ရရင်ပြီးတော့လုံးမှာပဲလေလူကျင်မှုတွေအားကြီးလာပြီဆိုတော့အော်ဒီအမှုကြီးကဒုစရိုက်မှုကြီးပဲမကောင်းတဲ့အမှုကြီးပဲငါ့ကိုတစ်ချိန်ချိန်ကြရင်နှိမ့်ဆက်မှာလို့ကြောက်တဲ့သဘောကရှိသေးလားမရှိတော့ဘူးလောဘကြီးလာရင်သူတော်ကောင်းတဲ့လို့ဆိုရတယ်ဟီရီဩတ္တပအရှိအကြောက်တရားတွေပျောက်သွားတယ်မရှိတော့အဲ့ဒါလိုပဲဒေါသကြီးလာရင်လည်းပဲဟာငါလှုပ်ချင်ရလို့ရရင်ပြီးတာပဲဆိုပြီးတော့ရှက်တဲ့သဘောကြောက်တဲ့သဘော မရှိတော့အဲ့လိုပဲတူဝေမိုက်မဲမှုတွေအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဘာမှခွဲခြမ်းပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်လည်းပဲသူတော်ကောင်းတက်ဟာတည်ဆုံးသွားတယ်ဟုတ်လားဒါကြောင့်မကောင်းတာတွေဖြစ်ရတာဒီမကောင်းတဲ့စိတ်တွေဖြစ်ရတာဒီဒီဒေသနာတော်အလိုရာတည်သည်တည်တာနော်သောသောကဒေသနာတော်အလိုရာကတော့အင်မတန်မုန်းတီးတဲ့ရန်သူတယောက်က နှိပ်ဆက်တာတယ်မကောင်းတဲ့စိတ်တွေကမိမိတို့ကို ဒီဘဝရောနောက်ဘဝရောဆင်းရဲဒုက္ခတွေအမျိုးမျိုးတွေ့အောင်နှိမ့်ဆက်နိုင်ရွမ်းရှိတယ်လို့မြတ်စွာဘုရားကတော့မကောင်းတဲ့စိတ်တွေကိုကြောက်စရာတွေပဲလို့နားလည်ပြီးတော့ကြောက်တဲ့စိတ်တွေဖြစ်စေဖို့ဥပမာတွေအမျိုးမျိုးဆောင်ပြီးတော့မပြောဘူးလားပြောတယ်ဦးဇင်းတို့နှစ်ချက်ပြောလိုက်တယ်နော်မကောင်းတဲ့စိတ်တွေမုံဒီနေတဲ့ရန်သူချင်းချင်းနှိမ့်ဆက်တာတွေပို့ပြီးတော့နှိမ့်ဆက်နိုင်စွမ်းရှိတယ် မကောင်းတဲ့စိတ်သည်ဖြစ်ပေါ်ခွင့်ပြုလိုက်မယ်ဆိုလို့ရှိရင်ဝါသည်ကျူသည်များသည်ဝါပင် ကျူပင်ကို အသေးတတ်တယ်လို့မျိုး မကောင်းသောစိတ်ပိုင်ရှင်ကို အသေးတတ်နိုင်စွမ်းရှိတယ်လို့ပေတတော်ကဉာဏ်ရှိပါတယ်ကိုကိုကိုချက်ထွင်ပြီးတော့စဉ်းစားကြည့်ပါမကောင်းတဲ့စိတ်တွေတကယ်ကြီးထွားလာရင်ပဂရိတက်တောင်တေသွားနိုင်တယ်ဗျနော်ဒီအသက်တောင်တေသွားနိုင်တယ်မကောင်းတဲ့စိတ်တွေပြင်းထန်ပြီးတော့လောဘဒေါသကြီးလွန်းပြီးတော့ ရုပ်တရက်သေးသွားတဲ့မသားတွေအများကြီးရှိတယ်မဟုတ်လားရှိတာဘောဗျာနော်ဒါကြောင့်မကောင်းသောစိတ်တွေဖြစ်ရတာဒီတကယ်ကိုမကောင်းဘူးလို့နားလည်ပြီးတော့အဲ့ဒီမကောင်းသောစိတ်ကနေကောင်းသောစိတ်ကိုရောက်အောင်ပြင်ဖို့မလိုဘူးလားမလိုတယ်ဒါမကောင်းသောစိတ်ရဲ့ကြောင့်ပဲဖွယ်ရကိုဒေသနာတော်တွေကအမြတ်ကလေးလောက်ဦးဇင်းတို့ပြောပြတယ်နောက်ဦးဇင်းတို့ဒုတိယပြောဖို့ရည်ရထားတာ